ကမ္ဘာဇက်ကုံပေါ်မှာနိုင်ငံအနေဆက်ကသာအင်အားမြကြီးကို ပြတန်းထားပါဗျ။အမေရိကန်ပြည်ထောင်စု ရုရှားတရုတ်နဲ့မြောက်ကိုရီးယားတို့ရခွန်အားသည်ကမ္ဘာကံကြမ္မာကိုပုံပေါ်ပေးသည်။ဒီမတန်းရုပ်ရှင်မှာသူတို့ရဲ့စစ်ရေးစွမ်းအားစီးပွားရေးအင်ဂျင်တွေနဲ့နေပညာစွမ်းမကားတွေကိုခွဲခြမ်းစိတ်ဖြာထားပါဗျ။ကမ္ဘာအင်အားကြီးနိုင်ငံအဖြစ်ဆယ်စုနှစ်များစွာရပ်တည်ခဲ့သောအမေရိကန်ပြည်ထောင်စုမှစတင်ပါမည်။ တင်းရစီးပွားရေးသည်ကမ္ဘာ့ဗနာရေးစနစ်အရနှလုံးသားဖြစ်သည်အမေရိကန်ဒေါ်လာသည်ကမ္ဘာအရန်ငွေကြေးအဖြစ်အဓိကနေရာမှရပ်တည်နေသည်။နေရာစစ်ဘက်ဆိုင်ရာဘတ်ဂျက်သည်ကမ္ဘာအင်အားကြီးနိုင်ငံအများစုအရစုစုပေါင်းထက်ပိုများသည်။ ကဘာလုံးဆိုင်ရာစစ်အခြေစိုက်စခန်းကွန်ရက်တစ်ခုသည်မိသိတ်သမုရိယာမိသိတ်တိုက်ကြီးကိုမစိုးဖျက်ကျော်ကာနင်းတော့ရောက်ရှိမှုကိုအာမခံပါသည်လေထဲတွင် F35 ကဲ့သို့ပင်စမမျိုးဆက်တိုက်လေယာဉ်များသည်လေကြောင်းစိုးမိုးမှုကိုလုံခြုံစေပါသည် B2 Spirit Stealth Bomber သည်အကာအကွယ်အများဆုံး၄ပိုင်းနဲ့အများအတွင်းမကြားရမမြင်ရပဲထိုးပေါက်ဝင်ရောက်နိုင်သည် Open Lane ပြင်မှာ American လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုလိုစွမ်းအားကိုဘယ်အရာကမှမထုတ်ဖော်နိုင်ပါဘူး ်လှိုင်းလုံးများအောက်တွင်နင်းကနျူကလ িয়ার ရေငုပ်တင်ပေါ်များသည်အဆုံးစွန်သောတိတ်ဆိတ်သောမဇိုးများဖြစ်ကသည်နင်းရကုန်းမြစ်အခြေစိုက်နျူကလ িয়ার လက်နက်သည်နျူကလ িয়ার တိကံရခြေထောက်တစ်ချောင်းကိုဖွဲ့စည်းထားသည်နဲပညာတာလွန်မှုကအထက်ကဖြစ်ပြီးဂျိုက်တုစနစ်တွေကခိတ်သစ်စစ်ပေါ်ကိုထိန်းချုပ်နေပါတယ်ထင်းရကုန်းတက်များသည့်ကဘာပေါ်တွင်အကောင်းဆုံးတက်ဆင်ထားပြီး တိုက်ပွဲဝင်ရန်အမခံဆုံးဖြစ်သည် M1 Abrams တိုင်ကြီးသည်အမေရိကန်ပြည်ထောင်စုကကြီးတက်စွမ်းအားကိုဖော်ညွှန်းသည့်ပြိုင်ဘက်ကင်းသောတင်ဂီတာအဖြစ်တည်ရှိနေဆဲဖြစ်သည် Patriot ကဲ့သို့သောအစ်စ်မြင့်လေးချောင်းကာကွယ်ရေးစနစ်များသည်ဒင်းနာပိုင်ဆိုင်မှုများနှင့်မဟာမိတ်များကိုကာကွယ်ပေးသည်မောင်းတုမဲ့စစ်စင်ရေးခေတ်ကို Predator နဲ့ Reaper ဘရုံးအစစ်မြစ်ထုတ်ကုန်တွေကဥဆောင်နေပါတယ်။အီဆွန်အားသည်ကြီးမားသောနိုင်ငံတော်ဂုဏ်ယူမှုနှင့် စီးပွားရေးခွန်အားတို့ရာအခြေခံအုတ်မြစ်ပေါ်တွင်တိစောက်ထားသည်။သို့သောဒင်းကစစ်မှန်သော ရေရှည်ခွန်အားသည်စမ်းသစ်တီထွင်မှုအတွက်မဆုတ်မနစ်ကြိုးပမ်းမှုတွင်တည်ရှိနိုင်ပါသည်။ရင်ကျေးမှုဆိုင်ရာလွှမ်းမိုးမှုတမဟုတ်ထင်းရနူးညံ့သောစွမ်းအားသည်ကဘာတဝန်းလုံးသို့ပြန့်နှံ့နေသည်။ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုလမ်းကြောင်းများကိုထိန်းချုပ်ခြင်းသည်နင်းညစီးပွားရေးလွှမ်းမိုးမှုအတွက်အခြေခံဖြစ်သည် ဆိုးမိုးမှုသည်ယခုခလေဒုပြင်ပသို့အာဂါဒ၏အရေးကြီးသောနယ်ပယ်သို့ကျယ်ပြန့်လာပါသည်စစ်မြေပြင်အသစ်သည် digital ဖြစ်ပြီးနင်းတော့ cyber command သည်အင်အားကြီးမားသောလက်နက်တစ်ခုဖြစ်သည် သို့သောဤတစ်ချိန်တည်းတွင်စိန်ခေါ်ခံနေရသည် အရှိတ်တွင် ပြိုင်မက်ဟောင်းတဥ်ပြန်လဲနိုးထလာသည်ဆိုဗီယက်ယူနီယံရအမွေအနှစ်ကိုဆက်ခံရင်းရုရှားဟာကမ္ဘာအင်ဟာကျင်းနိုင်ငံအဖြစ်ပြန်လဲရှစ်တည်နေပါတယ်သင်းရစီးပွားရေးသည်ရေနံနှင့်သဘာဝတက်ငွေအမြောက်အများပေါ်တွင်တိစောက်ထားသော ခံတက်တစ်ခုဖြစ်သည် မာပေါ်တွင်အကြီးဆုံးနှင့်အဆန်းအထက်ဆုံးတန်ချက်ကတက်ဖွဲ့များထဲမှတစ်ခုသည်ရုရှားနိုင်ငံတွင်ရှိသည်257သည်ယူရှားရပဲစမမျိုးဆက်တိုက်လျင်ဖြစ်ပြီး ခိမ့်မီစမ်းပြသောလေးတက်ကိုပြသနေသည်ဒင်နာဂျူသားမြောက်ဘုံကျဲလျင်စုသည်2060ကဲ့သို့ပင်ကမာလုံးဆိုင်ရာညာကလီးယားစွန်ရီကိုပံ့ပိုးပေးပါသည်ယူရှားနိုင်ငံသည်ကြားပြတ်ဟန်တားလို့မရသော hypersonic လက်နက်များတွင်ဥဆောင်နေပါသည် ထင်းနာဘိုရီအမျိုးအစားရေငုပ်တင်မောအစ်စ်များသည်ဒင်းနာပင်လဲအခြေဆိုင်ညာကလေးရလက်နက်ကအဓိကအစိတ်အပိုင်းဖြစ်တယ် S4 ရနိုလေကြောင်းရန်ကာကွယ်ရေးစနစ်သည်ကမ္ဘာပေါ်တွင်အထင်အမြင်ဆုံးများထဲမှတစ်ခုဖြစ်ပြီးအဖိုးရန်နီးဗီယာတစ်ခုအဖြစ်သတ်မှတ်ခံထားရသည် သင်းသည့်ကမ္ဘာပေါ်တွင်အကြီးဆုံးနျူကလ িয়ার လက်နက်တိုက်ကိုပိုင်ဆိုင်ထားပြီးစာမတ်ကဲ့သို့ကြောက်မတ်ဖွဲ့ကောင်းသော ICBM များကဥဆောင်နေသည်နင်းရအထူးတပ်ဖွဲ့ Spetsnaz ကိုဘုံကွယ်ထားသောစစ်စင်ရေးများတွင်ဒင်းတို့ကကြမ်းတမ်းမှုနှင့်ထိရောက်မှုတို့ကြောင့်နာမည်ကျော်ကြားသည်ရုရှားနိုင်ငံသည်အာတိတ်ဒေသကိုစစ်အင်အားဖြည့်တင်းနေပြီးရေကဲကွဲတင်ပေါ်အုပ်စုများကိုအုံချုကာပင်လယ်ရေကြောင်းခရီးစဉ်အစ်စ်များကိုထိန်းချုပ်ထားသည်စိုက်ပါနယ်ပယ်တွင်ဖျက်လို့ဖျက်စီးလောက်ရာတွင်လည်းကောင်း သတင်းအချက်လက်စစ်ဖို့စင်နွေးရာတွင်လည်းကောင်းအလွန်ကျွမ်းကျင်၍ TOS 18ကဲ့သို့သောလက်နက်များသည်မြေပြင်တိုက်ပွဲအတွက်ရက်ဆက်ကြမ်းကြုတ်ပြီးအဖြတ်ဆုံးအားကြီးမသောချင်းဆက်မှုကိုပြသသည်တင်းကရေတက်သည်တင်းငဲ့သောလဲအစွမ်းထက်သည့်အကွာအဝေးပစ် ကာလီဘာခရုတ်ဒုံးကျည်များတပ်ဆင်ထားပါသည်စင်ညာစစ်အင်အားသည်ခံနိုင်ရရှိခြင်းနှင့်ပိတ်ဆက်ခြင်းတို့ကနက်နဲသောတမိုင်းတွင် အမြင့်တွယ်နေပါသည် ကြီးမားသောစစ်ရေးလေ့ကျင့်မှုများသည်ထင်းကအသည့်အနေထားကို ပြသပြီးထင်းကပြိုင်ဘက်များကိုရှင်းလင်းသောတည်င်းစကားပေးပို့သည်အမျိုးသားရေးအမှတ်လက္ခဏာနဲ့ဓလိထုံနှန်းတွေဟာနိုင်ငံကိုစီးလုံးစေတဲ့အစွန်းထက်တဲ့စွန်းအားတွေပဲဖြစ်ပါတယ်သိပ္ပံနီးကြထူးချွန်မှုအမွေအနှစ်သည်ဒင်းရစစ်ရေးနှင့်နီးပညာတိုးတက်မှုများကိုဆက်လက်တွန်းအားပေးလျက်ရှိသည်စွန်းရင်ဆိုဒီမှာကုံစီတစ်ခုမျှတာမဟုတ်ပဲ ပထဝီနိုင်ငံရေးလွှမ်းမိုးမှုရလက်နက်တစ်ခုဖြစ်သည်အေယာမတူဦးသည်ဒင်းဟကျွတ်သားများကိုဖြန့်ကျက်ထားတဲ့ကဲ့သို့နောက်တူဦးကလည်းမကြုံစားဘူးသောအရှိန်အဟုန်နဲ့ရီမန်းချက်များဖြင့်မြင့်တက်လာသည်22ရာစုရဲ့ကမ္ဘာနိုင်ငံရေးဇက်လန်းကိုတရုတ်ရဲ့ထွန်းကားလာမှုကတတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်ကမ္ဘာအလုံယုံမတူနိုင်သောကုန်ထုတ်လုပ်ငန်းမဟာအင်အားကြီးနိုင်ငံဖြစ်သည် လင်းရခပတ်နှင့်လမ်းအစပြိုးမှုမှတဆင့်ကမ္ဘာစီးပွားရေးစနစ်တကိုတိဆောက်နေပါသည်ကမ္ဘာပေါ်တွင်အကြီးဆုံးတက်ကြွလှုပ်ရှားသောတက်မတော်ဖြစ်သည့်ပြည်သူ့လွတ်မြောက်ရေးတက်မတော်ရှိသည်သင်းဝရေးတက်သည့်သမိုင်းဝင်နှုံးမြင့်တိုးကျက်ရရှိရာနှစ်အနည်းငယ်အတွင်းရေးတက်အများအပြား ပေါင်းဆက်ထားသည့်ထက်သင်မောများပို့မှုထုတ်လုပ်ခဲ့သည် J20 Mighty Dragon သည်ရင်းမြန်စွာတိုးတက်နေသောလေကြောင်းစက်မှုလုပ်ငန်းရတင်းတင်းဒဖြစ်သည် ဒင်းရညံကလေးရလက်နက်တိုက်တာ DF41 ကဲ့သို့သောလမ်းသွား ICBM များနဲ့ကြီးထွားလာပြီးခေတ်မီလာသည်အမေရိကန်ရေတပ်အင်အားကိုတံပြန်ဖို့အတွက်တင်မောဖြတ်ဖက်ထိန်းတက်ဖွဲ့တွေလိုမျိုးလက်နက်တွေတီထွင်ခဲ့တယ်တရုတ်နိုင်ငံရဲ့အာဂါရအစီအစဉ်ကအခုဆိုရင်အမေရိကန်ပြည်ရင်ဒုတိယအဆင့်မှာရှိနေပြီးဟာလနဲ့အင်္ဂါကျုပ်ကိုပါရည်မှန်းထားပါတယ်ခင်းရနီးပြာကုမ္ပဏီကြီးများသည့် 5G နဲ့ညံ့ရည်တုကဲ့သို့သောနယ်ပယ်များတွင် ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုအတွက်ရှင်ပြိုင်နေကြသည်ထင်းသည်ဆွမ်းအားကြီးနိုင်ငံများအကြပြိုင်ဆိုင်မှုအတွက်ကမ္ဘာဥဆောင်နိုင်သောစိန်လန်းသောဤပညာအဖြစ်ရင်ရွယ်သည်တောင်တရုတ်ပင်လယ်တွင်ရေပိုင်နှင့်ဆိုင်ရာအခိုင်အမာပြောဆိုမှုများကိုအကောင်အထည်ဖော်ရန်အတွက်ဇုတ်ပိုင်းဆိုင်ရာအရညီမျက်နှာတွင်ပင်ကိုပြောင်းလဲရရှိသည်ငွေသားမဲ့လူအဖွဲ့အစည်းနှင့်ပြန့်နှံ့နေသောစောင့်ကြည့်ရေးဤပညာများသည်လူမှုထိန်းချုပ်မှုအားကိရိယာများဖြစ်သည်ကြီးမားသောအခြေခံအဆောက်အအုံစမန်ကိန်းများသည့ နိုင်ငံကိုချိတ်ဆက်ပေးပြီးတိုးတက်မှုရပ်တန့်နာမရသောပုံရိပ်ကိုဖော်ပြသည်။ထင်းသည့် AI နှင့်ဒရုန်းအုပ်စုနီးပညာများတွင်များစွာယဉ်နီးမြှုပ်နှံထားပြီးအနာဂတ်စစ်ပွဲတွင်မျက်နှာစာကိုပြောင်းလဲပေးပါသည်။နေရဖြတ်တင်ဖို့အစ်စ်များတွင်အစ်စ်မြင့်အာယုံခံကိရာများနှင့်ဒုံးကျည်များစွာတက်ဆင်ထားပါသည်။ထင်းရစိုက်ပါစွမ်းရည်များသည့်ကျေပြန့်ပြီးသူရှုပ်လုပ်ငန်းနှင့်ဖြစ်နိုင်ခြေရှိသောအနောက်အရှက်များအတွက်အသုံးပြုပါသည် ကမ္ဘာထောက်ပံ့ရေးကွင်းဆက်များသည်တရုတ်နိုင်ငံရဲ့ကုန်ထုတ်လုပ်မှုအခြေခံနှင့်နှက်ဆိုင်စွာဆက်ဆက်နေပါသည်။ဤခေတ်သစ်ရေမှန်းချက်သည်တမိုင်းကျောင်းဆိုင်ရာကံကြမ္မာနှင့်အမျိုးသားပြန်လည်နှုတ်ပြိုလာမှုအသည့်စိတ်ထက်များဖြင့်အားဖြည့်ထားသည်။သို့သောဒေသရင်းကအခြားအင်အားကြီးနိုင်ငံတနိုင်ငံရှိသေးသည် ထိုနိုင်ငံသည်လုံးဝကွဲပြားခြားနာသောစီးမြင့်များကိုလိုက်နာသည်မြောက်ကိုရီးယားဤစိတ်သုံးသောပြည်နိုင်ငံတော်သည် နိုင်ငံတကာစံနှုန်းအားလုံးကိုစန့်ကျင်သည်ဒင်းညာလူအဖွဲ့အစည်းကိုဒင်းညာအုပ်ချုပ်မှုထိမ့်သိမ်းကာကွယ်ရေးဟူသောရည်ရွယ်ချက်တစ်ခုတည်းဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟင်းနာတာမန်စစ်အင်အားကိုနေစစ်တလျှောက်စုစည်းထားပြီးဟင်းနာတောင်ဘက်အိမ်နေချင်းကိုအမြဲတစေချိမ့်ချောက်နေသည် ထောင်ပေါင်းများစွာသောအမြောက်များသည်ဆိုမျိုးကိုပြင်းထန်စွာတိုက်ခိုက်နိုင်စွမ်းရှိသည်တီးကြားရက်တဲမှုနှင့်စင်းရဲနှွမ်းပါမှုကြားမှပင် နင်းသည်ယုံကြည်စိတ်ချရသောတာဝေးပစ်ဒုံးကြီးစွမ်းရည်ကိုတီထွင်နိုင်ခဲ့သည်ယူကလီးယားလက်နက်များဖန်တီးရန်ကြိုးပမ်းမှုသာအောင်မြင်ခဲ့ပါသည်နင်းတဲ့ကမာပေါ်တွင်အကြီးဆုံးအနုစစ်စင်ရေးတပ်ဖွဲ့များထဲမှတစ်ခုကိုဦးစီးသည် ဤစည်ရေးအာယုံဆိုင်မှုရကုံကြစီအိမ်မှာနင်းနာစီးပွားရေးနဲ့ပြည်သူလူထုကို လုံးဝရှစ်လူရှုခြင်းဖြစ်ပါသည်။နင်းမှာစိုက်ပါစစ်စင်ရေးယူနစ်များသည်ငွေနှင့်ရှုတ်ဝက်ချက်များကို ခိုးယူရန်အတွက်အလွန်ကြမ်းကျင်ပြီးတာဝန်ပေးထားသည်။နင်းနာခေါင်းဆောင်များအပေါ်ကိုးကွယ်ယုံကြည်မှုသည်အကျွမ်းမဲ့ဖြစ်ပြီးပြင်းထန်သောတစ္ဆာစောင့်တိမှုကိုတောင်းဆိုသည်။နင်းနာတက်တန်းရင်ရေငုပ်တင်မောဆင်းရည်သည် ကံယိုးရန်ရေပြင်တွင်မခံမနိုင်သောချိန်ချောက်မှုတစ်ခုဖြစ်နေသည်ဒင်းကရှင်တန်မှုသည်ဒင်းကအင်အားကြီးအိမ်ကြီးချင်းတရုတ်ကတိတ်ဆိတ်သောပံ့ပိုးမှုအပေါ်များစွာမှုတည်နေပါသည်စမ်းသပ်မှုအစ်စ်တိုင်းသည်စိန်ခေါ်မှုတစ်ရက်ဖြစ်ပြီးတားစည်းကာကွယ်ရေးကိုပုံမှုပြည့်စုံစေရန်ခြေလှမ်းတရေလည်းဖြစ်သည်ကိုအားကိုကိုပြီးထာဝရရုံးကန်လှုပ်ရှားမှုဆိုတဲ့သဘောတရားပေါ်မှာတိစောက်ထားတဲ့နိုင်ငံတစ်ခုပါ

တရုတ်ရေတပ်ရရီမှန်းချက်များသည်အမေရိကန်ရရေချောင်းဆိုင်ရာအခွင့်အာဏာကိုတိုက်ရိုက်ဆုံကောနေပသည်နျူကလ িয়ার ကလပ်သည်တည်ငြိမ်သောအဖွဲ့နှစ်ဖွဲ့များသာမဟုတ်တော့ပါရှုပ်ထွေးသောလက်နက်ပြိုင်ပွဲအသစ်စတင်နေပြီဖြစ်သည်စီဘွားရေးစစ်ပွဲအစ်စ်များကိုအခွန်ကောက်များပိတ်ဆို့အရေးယူမှုများနဲ့ထောက်ပံ့ရေးကွင်းဆက်များကိုထိန်းချုပ်ခြင်းဖြင့်တိုက်ခိုက်နေကြပါသည်စစ်ပွားရေးစစ်ပွဲအစ်စ်များကို အကောက်ခွန်ပိတ်ဆို့အရေးယူမှုများနဲ့ ထောက်ပံ့ရေးကွင်းဆက်များကိုထိမ့်ညုတ်ခြင်းဖြင့်တိုက်ခိုက်နေကြသည်။မြင်သာနေတဲ့စိုက်ပါကမ္ဘာဟာနောက်ထပ်ပဋိပက္ခတစ်ခုအတွက်မီးပွိုင်တစ်ခုဖြစ်နိုင်ပါတယ်။ကမနအနဝါအနှံ့အပြားမှတိုက်ခိုက်မှုများဖြစ်ပေါ်လျက်ရှိပါသည်။ညာရည်တုနဲ့ကိုပိုင်လက်နက်တွေကစစ်ပွဲရဲ့သဘောတဘာဝကို ပြောင်းလဲနေပါဗျ။ လူတဦးတယောက်ဤဆုံးဖြတ်ချက်များသည်လူသားအလုံးအတွက်မကြုံစားဘူးသောအကျိုးဆက်များကိုဖြစ်ပေါ်စေပါသည်နျူကလ িয়ার လက်နက်ထောင်ပေါင်းများစွာအသင့်အနေအထားဖြင့်ကတ်ဆိုးကြီးဖြစ်စေမယ့်မာယွန်းစွာတွက်ဆမှုဖြစ်နိုင်ခြေသည်အမြဲတစေရှိနေပါသည်ဤကမာလုံးဆိုင်ရာအာနာပြိုင်ဆိုင်မှုတွင်အဆုံးစွန်သောမိကုံးမှာငိန်ချမ်းစွာရှင်ပြိုင်ခြင်းသို့မဟုတ်ဖြက်စည်းမည့်ပဋိပက္ခတစ်ခုဖြစ်လာမည်လား ဒီမတန်းရုပ်ရှင်ကတင်အချက်လက်တွေပေးတယ်ဆိုရင်တော့ကျေးဇူးပူပြီး like လုပ်ပါ subscribe လုပ်ပြီးတော့ကမ္ဘာအရေးခင်းတွေကိုစိတ်ဝင်စားသူများနဲ့မျှဝေလိုက်ပါ you